ဒီနေ့ one championship one one friday 5 one to 6ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည9:00နာရီမှာလာခဲ့ပြီးတိုးလင်းထက်တဲ့ဆံမေတို့ဟာတုံးကြီးတုံးလာလုံးရှင်ပြိုင်ထိုးသက်တော့ပါလိမ့်ဆံမေဟာအသက်အရွယ်40ကျော်သားများပြင်မဲ့သူ့ရဲ့မာဂုံကတော့တကယ်ကိုကောင်းနေပါသေးတယ်ဆံမေဟာတိုးလင်းထက်ရဲ့အခြေအနေကိုစောင့်ကြည့်ပြီးအကောင်းဆုံးထိုးသက်တော့ပါလိမ့် ဒါပေမဲ့ဘသူ့ဘသူမှာတိတ်တောင်းကြအောင်တော့ထိုးနိုင်ရင်မရှိပါဘူး။ပိုးလင်းထန်းအနေနဲ့လည်းအသက်22နှစ်တာရှိသေးပေမဲ့ဆမ်အေလိုတကယ်ဝေထိုင်းကဝေကြီးကိုအကောင်းဆုံးရှင်ပြန်ထိုးတက်ခဲ့တာပါ။တောင်းတော့ဒီမှာဖောက်တာလို့ဆိုရင်တော့တိတ်တောင်းတဲ့ဒီဘွဲဟာရှုံးဝင်ရှုံးမှာပါ။ဆမ်ရီယာအသက်အရွယ်ကြီးပြီးလည်းသူ့ရဲ့မာကူကတော့ကြောက်စရာပါဆမ်ရီယာတိုးလင်းထက်ထက်ရက်ပူတဲ့အတွက်ကြောင့် သူ့ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်ထိုးပြီးသွန်းလင်းထက်ကိုခွာပြီးတိုက်ဆစ်စင်မထိုးဘဲနဲ့အနီးကပ်ဝင်ရောက်ပြီးတော့ထိုးတတ်တတ်ခဲ့ပါလေကိုလုံးကိုတဲ့ခြင်းကလည်းတော်တော်လေးတော့ကွာပါလေသွန်းလင်းထက်အနေနဲ့ဆန်ရီအနီးကပ်ဝင်လာလိုက်တုံးလွတ်လိုက်ဒါပြင်ဒုတိယအချိန်မှာဆိုရင်တော့ဆန်ရီရဲ့ရုပ်တရက်အလစ်အတိုင်းမှာသွန်းလင်းထက်တောင်ရိုက်ချက်ကြည့်လို့ဆန်ရီတိတ်တောင်းတော့မှရီခိုင်းရပါသေးတယ်ဒါဝန်ဝမ်းချက်မြေရှိကတော့မှ တိုးလင်းထက်ဟာတကယ်ကိုကြောက်စရာကောင်းတဲ့အန်ဒီယန်ရှိတဲ့ fighter ဖြစ်တော်မှာချီးကျူးပါတယ်တိုးလင်းထက်နဲ့ဆိုင်ရွေးပွဲကိုကြည့်ရမယ်ဆိုရင်တော့ပထမအချီမှာတယောက်နဲ့တယောက်နဲ့ခြေကန်ကျက်တွေနဲ့အခြေအနေကိုစမ်းပါတယ်ဆံမရလည်းအဝေးမလောသလိုအေးစစ်စစ်နဲ့ဆော့သွားတာတွေ့ရပါတယ်တိုးလင်းထက်ကလည်းဆံမေလိုဝေထမ်းကဝေကြီးကိုထိုးရတာဖြစ်တဲ့ကြောင့်သူကလည်းတေချာကြီးဆိုင်ပြီးတော့ရှင်းပြန်သွားပါတယ်ဒါပေမဲ့ပညာနဲ့ ဝါချင်းကွာတဲ့အတွက်ကြောင့်တွေးလင်းထက်အနေနဲ့ဆံမေကိုရှင်နိုင်ခြင်းတော့မရှိပါဘူးဒုတိယအချက်ရောက်မှာတော့တွေးလင်းထက်ဟာတက်လုံအနေငယ်ကြာလာတာကိုတွေးရပါတယ်ဆံမေကတော့အသက်ကြီးပြီမဲ့သူ့ရဲ့တက်လုံနဲ့မာကုန်ကိုပြင်ဆင်ထားတာတော့တော်တော်လေးကိုကောင်းပါလေဆံမေကတော့တက်လုံကြာတာကိုမတွေးရပါဘူးတွေးလင်းထက်ကအနေငယ်မောဟိုင်းနေတဲ့ပုံတွေးရပါတယ်တွေးလင်းထက်ကခြေကံကြက်တွေကပေမဲ့ဆံမေကခြေတော့ကိုဖန်ဆွဲထားပြီးတော့ ဒီသူ့ဘက်ကလည်းခြေကန်ချက်တွေကတိုးလင့်ထက်ကိုထိပါတယ်အဲဒီလိုပဲဆမ်မီရဲ့လက်သီးချက်တွေကလည်းတိုးလင့်ထက်ရဲ့ဟောက်ဘက်ကိုဝန်းဆောင်ပြီးတော့ထိတယ်လို့တိုးလင့်ထက်ရဲ့လက်သီးချို့ကလည်းဆမ်မီကိုထိပါတယ်ပွဲကရင်ခုန်စိတ်လို့ရှာမှုကောင်းပါတယ်ဒုတိယအချိန်မှာတိုးလင့်ထက်ရဲ့အမတ်မထင်ပတ်တော်ကိုရိုက်ချက်ကိုမိပြီးဆမ်မီတယောက်လည်းလည်းပြောင်းတော်တော့တွေ့ရပါတယ်အဲ့တော့ပွဲဟာပို့ပြီးတော့တံပိုမြင့်လာပါလေအပြိုင်ဆိုင်ထိုးတန်းနေနေ တူလင်းထက်တယောက်တဖြည်းဖြည်းနဲ့တက်လုံကြလာတာမှာမြန်မာဖိုက်တာတူလင်းထက်ရဲ့တိုက်စစ်အားကအရှင်ကြောင်သွားတာပဲဖြစ်ပါလေအဲဒီတော့မှတော့ဆမ်မီကသူ့ရဲ့ဝါနဲ့တပါတိုင်းပြန်မဲ့ရဲ့အခြေအနေကိုသိတာနဲ့အတင်းကိုဝင်ရောက်ထိုးတယ်ပါတော့တယ်တူလင်းထက်ဝင်လာတဲ့ဆမ်မီကိုတုံးလို့ပြီးဂရောင်းရိုက်ချက်တွေနဲ့ခုခံပြီးမြဲလဲဆမ်မီကတော့စွဲလဲတဲ့အထိတော့မှလုပ်ပါလေခွန်အားကြီးကလည်းအနေငယ်กว่าပါတယ် တွလင်းထက်အနေနဲ့အကောင်းဆုံးထိုးတက်ပေမဲ့လည်းစံမေရဲ့ဝါနဲ့တပါကိုမရှင်နိုင်တဲ့အဆုံးအမှတ်နဲ့ရှုံးနေသွားတာပဲဖြစ်ပါလေ။၃ကြီလုံးလုံးစံမေလိုဝါရဲ့မွေထိုင်းဖိုင်တာကြီးကိုရင်းဆိုင်ထိုးတက်နိုင်ခဲ့တဲ့တိတ်တောင်းမကြောက်အောင်အကောင်းဆုံးကာကွယ်နိုင်ခဲ့တဲ့တွလင်းထက်ကိုဒီဘက်မှာတကယ်ပဲချီးကျူးမိပါလေ။တွလင်းထက်ဟာရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ ဆမ်မေကိုဝိတ်ကြောပေးပြီးထိုးတာဖြစ်တဲ့အတွက်ကြောင့်ဆမ်မေနိုင်ရမယ့်ထက်ကနေ15%ကိုတိုးလင်းထက်ကရရှိမှာဖြစ်ပါတယ်။တိုးလင်းထက်အနေနဲ့သူ့အနေနဲ့ဒီပွဲကရှုံးတယ်ဆိုပေမဲ့လည်းတကယ်တော့ဂုံတိတ်ခါရတော့မရှုံးပါဘူး။ဆမ်မေနဲ့တိုးလင်းထက်ကလက်ရည်တူတော့မဟုတ်ပါဘူး။ဆမ်မေကတိုးလင်းထက်ထက်အသက်ရွယ်ကြီးရင်တော့ပွဲပေါင်းရာနဲ့ချီစောပြီးတော့ထိုးတတ်ခဲ့တဲ့ဖိုက်တာပါ။တလာအားဖြင့်ကရှင်လင်းအောင်กว่าပါလေ။ ဒီလိုကိုယ်နဲ့တပါအပြင်ရှင်ပြအောင်ကွာတဲ့ fighter တယောက်ကိုတုံးကြည့်တုံးလားလုံးလုံးရင်းဆိုင်ထိုးသက်နိုင်ခဲ့တာကတော့တကယ့်ကိုလေးစားဖို့ကောင်းပါလေတိုလီတကအခုမှအသက်22နှစ်သာရှိသေးတယ်မြမလူငယ်ခြေတဲ့ fighter ပါဆံမေကသူပြောထားတဲ့အတိုင်းတွေးလင်းထက်ကိုနောက်ထပ် Thai fighter တွေထက်ရှုံးတာမျိုးမဖြစ်စေရဘူးလို့ပြောထားပါလေဒါကြောင့်ဝမ်ချက်မြေရှိကလည်းဆံမေလိုဝေထိုင်းကဝေကြီးနဲ့တွေးလင်းထက်ကိုပွဲတည်ပေးတာပဲဖြစ်ပါလေ တိုက်ခါကြတာကဆန်ရီပါဘာဖြစ်လို့လဲဆိုတော့အသက်22နှစ်ရွယ်မြမဖိုင်တာလေးရဲ့တတော်ရိုက်ချက်ကြောင့် သူ့အနေနဲ့ဒုတိယအချိန်မှာတေးကြကြည့်မယ်ဆိုရင်ထိတ်ထိတ်ပြပြဖြစ်သွားတာကသူ့နှစ်ထပ်ကမထင်မလောက်အနေရရှိတယ်ဆိုတော့သိတော့ပါတယ်သူ့လင်းထပ်အနေနဲ့နောက်ထပ်ပွဲပေါင်းများစွာထပ်ပြီးတော့ထိုးစားအောင်ဖြစ်ပါတယ်ဒီပွဲသာတကယ်လို့ဆမ်မီချိုးရဲ့ဆမ်မီအတွက်နောက်ဆုံးပွဲတော်မှာဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ် ဒီဘက်မှာသွေးလင်းထက်ကိုတိတ်တောင်းကြအောင်မခိုးနိုင်တာလဲစံမေအတွက်တော့ဒါဟာသိခါကြရပါထိုင်းဘက်ကကြည့်တော့ Thai fighter တွေအနေနဲ့သူတို့ရဲ့ Thai fighter အနိုင်ရတယ်ဆိုပေမဲ့လည်းသွေးလင်းထက်ကိုဒီလိုမျိုးလဲအောင်မခိုးနိုင်ပါဘူးသွေးလင်းထက်ကသူ့ရဲ့ထိုးသက်ခဲ့တဲ့ Thai fighter တွေကိုအကုန်လုံးကိုတိတ်တောင်းအကုန်လုံးကိုတိတ်တောင်းလဲကိုထိုးတာပါသွေးလင်းထက်ကိုပွဲတွေကိုကျင့်သိပါတယ်ဒါကြောင့်ဒီပွဲမှာသွေးလင်းထက်ဟာရှုံးပေမဲ့ ကုန်သိက္ခာပိုင်းရလည်းမရှုံးသလိုငွေကြေးပိုင်းရလည်းမဆုံးပါဘူးဝမ်ချမ်ပီယံရှစ်ကတော့တွင်းလင်းထက်ဟာအလားအလာရှိတဲ့ဖိုက်တာလို့သိရပြီပဲဖြစ်ပါတယ်ဒါကြောင့်ဝမ်ချမ်ပီယံရှစ်မှာတွင်းလင်းထက်ရဲ့ပတ်တော်ရဲ့ချက်ကိုအထူးလေးထားပြီးတော့ပေါ်ပြပြီးပြောသွားတာတွေ့ရတဲ့အတွက်ဒီပွဲရှုံးပေမဲ့ဝမ်ချမ်ပီယံရှစ်ရဲ့တွင်းလင်းထက်ကိုစာချုပ်ကြီးတော့ချုပ်ဖို့ချုပ်ဖွယ်ရှိနေတဲ့အနေအထားဖြစ်မယ်လို့ယူဆမိပါတယ်ဒါကြောင့်သူ့အနေနဲ့ ရှုံးသွားတဲ့သိုးလေးထက်ကိုနောက်ထပ်ပွဲတစ်ပွဲတော့ထက်တည်ပြီးနိုင်တယ်လို့ထင်ပါတယ်ဒါချက်ထရီရဲ့သဘောထားပါဆမ်မီအနေနဲ့တော့ဒီပွဲကိုနိုင်တယ်ဆိုပေမဲ့လည်းတိတ်တောင်းကြအောင်မထိုးနိုင်တဲ့အတွက်ကြောင့်သူ့အနေနဲ့ဘောနပ်စ်လည်းရမယ်လည်းမထင်ပါဘူးနောက်ပြီးတော့သူရတဲ့စုချင်းငွေတွေကသိုးလေးထက်ကိုလည်း15%ခွဲပေးရအောင်မှာဖြစ်ပါတယ်ဆမ်မီကတော့မြန်မာဖိုက်တာအသက်22နှစ်သားရှိသေးတဲ့ မြန်မာဖိုင်တာလေးရဲ့ပတ်တောင်ရဲချုပ်ကတော့ကောင်းကောင်းကြီးကြီးစမ်းမိသွားပြီပဲဖြစ်ပါလိမ့်။သွန်လင်းထရှုံးနေကြပြီမဲ့လေဒီဘွဲမှာတော့မရှုံးဘူးလို့ပဲပြောချင်ပါလိမ့်။သွန်လင်းထနဲ့ဆန်ရေးဘွဲမှာတော့ပြိသက်တွေကသူတို့ရဲ့အမြင်ကိုခုလိုမျိုးပြောပါလေ။သွန်လင်းထအနေနဲ့ဒုတိယပိုင်းမှာပျော့သွားတယ်လို့မြင်တယ်တဲ့။ဆန်မီတော်ဘာဖြစ်မှုတဲ့။သွန်လင်းထကတက်လုံကျသွားတယ်လို့မြင်ပါလေတဲ့။သွန်လင်းထကအဲ့ဒါအားနဲ့ချက်ပါတဲ့။ ။နဗီပညာပိုင်းရကွာပါတယ်တဲ့။ဆမေကအသက်40နှစ်၊ဒိုလင်းထက်20နှစ်၊တဲ့ရပိုင်းရတက်လူနဲ့ကြလို့တဲ့။ဘာနီးစနစ်မှမရှိဘဲနဲ့တော့သွားနိုင်ကြလို့မရဘူးတဲ့။ကေယိုမချနိုင်တော့မှအမှန်နဲ့ဆုံးဖြတ်နိုင်မယ့်ပွဲဒီမှာတဲ့။တိုးလင်းထက်အနေနဲ့ဆမ်မီရဲ့ထိုးတာကန်တာတွေကိုတိတ်မကွာကွန်နေတာအံ့ဩလို့မဆုံးပါဘူးတဲ့ ။ဘာဖြစ်ပြောတဲ့တိတ်တောင်းလို့မကြဘဲနဲ့အမက်နဲ့ရှင်ရတာပဲကျင့်နေပါတယ်တဲ့။ပညာလဲกว่าတက်လုံလဲกว่าပါတယ်တဲ့။ခန္ဓာကြီးလဲกว่าပါတယ်တဲ့။ဒီလောက်กว่านี่တော့မှ သုံးကြည့်ပြီးအောင်ထိုးနိုင်တာချီးကျူးပါတယ်တဲ့။သူ့နေရာမှာတဲ့တန်းစစ်ဆိုရင်တော့ပထမချီမာတယ်နဲ့မှောက်နေတော့ပြီတဲ့။ဆံမင်းနေနဲ့တကယ်လည်းနိုင်သင့်ပါတယ်တဲ့။ထိုင်ရအများကြီးတာတယ်တဲ့။ပညာရောတလုံရောတဲ့။ အဲ့တော့ဆယ်ဝေထိုးတာခံကံတာခံနေရတယ်တဲ့ခန္ဓာရှိတော့ကံလက်ခံပါတယ်တဲ့ခုအားကတော့တဲ့အကောင်းဆုံးပြန်လာနိုင်ပါစေဆိုပြီးစူတောင်းပြီးတော့ပြောပါတယ်ချိုးပိတ်သက်တွေကတော့သွေးနှက်ထက်နေလဲတော်ပါတယ်တဲ့ငယ်တော့မရှိပါသေးတယ်တဲ့ထပ်ပြီးများကြီးစူးစားခွင့်ရှိပါသေးတယ်တဲ့ဘာပြောရတဲ့ကျင့်တတ်ပါတယ်တဲ့ ဝိတ်ကြောပေးပြီးထိုးထားတဲ့အနေအထားဖြစ်နေတာတဲ့။ဆံမီအနေနဲ့အမတ်စင်တော်ရေခိုင်းရတယ်တဲ့။အသက်၂ဆောက်กว่าဆိုလို့ပညာလည်းများကြီးกว่าပါတယ်တဲ့။ဆံမီရတကယ်တော့ရွှေကပတ်လည်းအကျဉ်းပေါင်းများစွာရထားတဲ့သူပါတဲ့။အမတ်နဲ့ပဲတူနိုင်သွားတယ်ဆိုတာကတဘာဝမကြဘူးတဲ့။တကယ်တော့ရှုံးတာကဆံမီရှုံးသွားတာတဲ့။တူလင်းထက်အတွက်ကိုယူပါတယ်တဲ့။ကိုယ့်ရဲ့တက်လုံအားနည်းချက်ကိုပြင်ဆင်ပြီးအကောင်းဆုံးပြန်လာဖို့ပြောင်းလဲပါတယ်တဲ့။ ဒီဘွဲမှာတဲ့သွေးလေးထက်တော်တော်ပြော့နေတဲ့ဘလို့ဖြစ်သွားလဲမသိဘူးတဲ့ခိုးပေါက်ပါတဲ့သွေးလေးထက်နည်းနည်းလောသွားတယ်လို့ထင်ပါတယ်တဲ့မထိန်ဆော့သွားရင်တဲ့အမက်နဲ့နိုင်နိုင်နေတဲ့တက်လုံးလဲကြတယ်တဲ့တချက်ထိုးပြီးရင်ကြည့်နေတာတဲ့ဆမ်မီကလက်သွက်လွန်နေတဲ့အင်ဒီနင်ဖြစ်နေတယ်တဲ့ဒီကတော့အားမရဘူးတဲ့ training တေချာလုပ်ပြီးလေ့ကျင့်တင်နေတဲ့ဘာပြောတဲ့ ရရဲ့မထိုးရဲ့ဘူးထင်နေတဲ့အရင်ပွဲလေးလိုရဲထိုးနေနိုင်နိုင်နေတဲ့မျက်နှာဖွင့်ပေးတာဟာကိုတဲ့ထိုးတာလည်းကြောက်နေသလိုပဲတဲ့ဆယ်ဘီရဲ့အကွက်ထဲကိုဝင်သွားမှလည်းကြောက်နေသလိုပဲတဲ့တွင်းလင်းထက်ကနေလည်းဆယ်ဘီကိုမရှိမဲထိုးရင်လည်းနိုင်နိုင်နေတဲ့နောက်ပြီးတော့တွင်းလင်းထက်ကားတဲ့ဒီဘွဲမှာတဲ့ဆယ်ဘီကိုလည်းရှင်နေတဲ့ပတ်တတော်မိသွားတာတော့ကောင်းလေတဲ့ ။ဘာပြောသူနဲ့ထက်ရေးတဲ့အများကြီးတော်ပါတဲ့အချင်းကောင်းကောင်းမှနီးစနစ်ကောင်းကောင်းနဲ့သာကစားလိုက်ရင်တနေ့ရွှေကပတ်ချန်ပီယံဖြစ်မယ်ဆိုတာယုံကြည်တယ်လို့ပြည်သက်တွေကတော့ပြောသွားပါတယ်။